ရေပြမြူနယ်မူလရွာမှာမုရှာထွက်လာတဲ့ရွာသားငေါကိုစကောင်းစီတကာစစ်ကြောင်းနဲ့အတူဖမ်းဆီးခေါ်ဆောင်သွားပြီးခုနှစ်နှစ်လောက်ကြာမှပြန်လောက်လိုက်တယ်လို့ဒေသခံရွာသားတွေစီကသိရပါတယ်။တော်ဝဲထူစီဝိုင်းဇော်ယူနစ်စိတ်ကန်စီမံကိန်းမှာတက်ဆွဲထားတဲ့စကောင်းစီတဟာမေလ27ရက်မနေ့စောစောမှာမူလရွာဘက်ကိုအနောက်ဘက်တောင်ကျော်တိုင်းစစ်ကြောင်းထိုးခဲ့တယ်လို့ဆိုပါတယ်။အဲဒီစစ်ကြောင်းဟာမနေ့9နာရီဝန်းကျင်မှာ မူရူးရွာအနောက်ဘက်တော်တွေကိုရောက်လာချိန်မိုရှာဖို့တော်တွေရောက်နေတဲ့မူရူးရွာသားတွေနဲ့တွေ့ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကြောင်းနဲ့တွေ့လို့ရွာသားတွေကထွက်ပြေးကြပြီးထွက်မပြေးနိုင်ပဲကြံခဲ့တဲ့အမျိုးသမီးတဦးနဲ့အမျိုးသားလေးဦးကိုစစ်ကောင်စီတပ်ကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဆိုပါတယ်ဖမ်းခေါ်သွားတဲ့ဒေသခံ၅ဦးကို မူရွာရဲ့တောင်ဘက်မြောင်မင်းဆေးရွာအယောက်နေ့လယ်၁၂နာရီလောက်မှပြန်လည်ပွေလိုက်တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်စစ်ကြောင်းမှအင်အား90ကျော်ရှိပြီးဒီနေ့မေလ22ရက်မနေ့ပိုင်းမှာတော့မြောင်မင်းဆေးရွာရဲ့တောင်ဘက်ပလေးရွာအနီးမှာရှိနေသေးတယ်လို့ဒေသခံတွေကပြောပါတယ်။အခုနေ့အတွက်စစ်ကောင်စီနဲ့ရုရှားအစိုးရတို့တဝက်ထူစီဝိုင်းဆိုကိုပုံမအကောင့်ထဲဖော်ဖို့သဘောတူညီချပြီးနောက်ဒဝေရင်နဲ့စက္ကန်မစကောင်းစီတက်က အင်အား300လောက်တပ်ဆွဲထားတာပါစစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့မလာကိုပိုင်ကစပြီးဒဝရီနဲ့စေကန်းစီမံခိနာကနဘူးလေဒေတာဂျီဝါတွေကိုစောနခင်ဝင်းရောက်ပြေးစစ်ကြောင်းထိုးတာတွေရှိနေပါတယ်တည့်ချောင်းမျိုးနဲ့ပေတဲ့ဇွာက ရေမုံမေမနဲ့တမီကိုကင်းမျိုးသားလွမြောက်ရေးတာ KNLA တိုင်းရင်စနစ်တက်ခွဲတုံးကဖန်စီစစ်စစ်ပြီးအမခန်နဲ့ပြန်လော့လိုက်ပါတယ် ပကိုးတိုင်းမှာတာဝန်ကျနေတဲ့ရဲမှုရဲ့စနစ်ဖြစ်တဲ့အသက်50ကျော်အရွယ်တော်တင်မာချိုနဲ့အသက်22နှစ်အရွယ်သမီးတို့ဖြစ်ပြီးမေလ16ရက်နေ့မှာဖမ်းဆီးခဲ့ရလို့ဒေသခံချိုကပြောပါတယ်။ဒေါ်တင်မာချိုဟာပက်ဒင်စွာစာတိဖြစ်ပြီးရင်းမှုတာဝန်ကျတဲ့ပကိုးတိုင်းကိုလက်နေတာမရှိဘဲပက်ဒင်စွာမှာပဲလိုကိုင်းစားတော်နေသူဖြစ်ကသာသမီပညာရေးအတွေ့ဒဝင်မြို့မှာပြောင်းရွှေ့နေထိုင်သူဖြစ်တယ်လို့ဆိုပါတယ်။ လက်ရှိမှာတော့ဒူမာဖြစ်သူရဲ့အမေငွေအမင်္ဂလာပွဲရှိတာကြောင့်ရွာကိုပြလာချိန်မှာသက်ဆိုင်ရာကိုအကြောင်းကြားလို့ဆိုပြီးဖမ်းခေါ်သွားတာလို့ဆိုပါတယ်။ဖမ်းဆီးခေါ်ဆောင်သွားတဲ့ဖွဲဟာ KNA တိုင်းစနစ်တက်ခွဲတုံးကတက်ခွဲမှုထုကဘော်ရဲ့အဖွဲဖြစ်ပါတယ်။သူတို့မိသားစုနဲ့ဆက်စပ်တဲ့ဒေသခံဆယ်ဦးလောက်ကိုလေထုကဘော်တပ်ဖွဲ့ကမှောက်ခိုက်ပြီး ဒုံးနဲ့နှစ်ချက်သုံးချက်စီဆိုင်နဲ့အပြည့်ပေးခဲ့တယ်လို့ရင်းနဲ့ခံရတဲ့အမျိုးသားတဦးကပြောပါတယ်။ဖန်စီတီတီခံရတဲ့တော်တင်မာချိုရဲ့ပေပဲမြလို့မြကွင်းညိုမဲဆွဲတန်းအားရခဲ့တယ်လို့အဲ့ဒီအမျိုးသားကပြောဆိုခဲ့တယ်လို့ KNLA တိုင်းစနစ်တိုင်းမှုပေးပို့လာတဲ့တပ်ပေါ်မှာလေပေပဲမြလို့မြကွင်းညိုနေတာကိုတွေ့ရပါတယ်။ရင်မှုမိမနဲ့တမိဖြစ်သူကိုထုကပေါ်တက်ခွဲကစကောင်းစီနဲ့ပတ်သက်နေတဲ့အတွေ့ ဖန်စီထိသိမ်းခဲ့တာလို့ KNLA တိုင်းစနစ်တိုင်မူဒုတိယပေါ်မူကြီးစောတာတာက ပြောပါတယ်အလားတူပြမှုမျိုးထမှန်မကျွလွန်ချောင်းဒေါ်တင်မာချိုကိုမေကန်ဂရီပြုလက်မှတ်အရေးထိုးစီပြီးဆက်စွာအတွင်ပြန်လည်နေထိုင်ခွင့်ပြုလိုက်တယ်လို့ခံဝန်စာမှာဖော်ပြထားပါတယ်